အားလုံးမင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့ပြောပြချင်တာလေးကတော့ C A R A T credit နဲ့အာ K A R A T credit ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်အာကျွန်တော်ဒါလေးတွေမပြောပြခင်ပထမဦးဆုံးအနေနဲ့ကျွန်တော် ဒီအဖိုးအနက်ကထိုက်တန်သောမြန်မာကြောင့်မြေရနာများဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေတဲ့အဆရာတန်ဝန်းလိုင်ကိုကျေးဇူးတင်ကြောင်းကျွန်တော်ဒီနေ့ကနေပထမအဦးဆုံးပြောကြားလိုပါရခင်ဗျာအကျွန်တော်ပြောမယ့်အကြောင်းအရာလေးတွေကတော့အဒီစာအုပ်ထဲကအကြောင်းအရာလေးတွေကိုပဲကျွန်တော်မှီညံပြီးပြောမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင် ကျွန်တော်တို့က C A R E T Carrot ဆိုတာဘာလဲပေါ့အ Carrot ဆိုတာကျွန်တော်တို့အကမ္ဘာတမိုင်းလေခေတ်လောက်တုန်းကလူတွေဟာကျွန်တော်တို့စိန်ထက် အာပလဲကိုသာပို့ပြီးတော့ကျွန်တော်တို့ဝတ်ဆင်ခဲ့တာတွေ့ပါတယ်အဲကျွန်တော်တို့ပလဲရောင်းဝယ်ရမှာတုံးတဲ့ unit ကိုပဲအဲအခြားကြောင့်မြက်တွေချင်းတွဲရမှာတုံးဖို့ပေါ့နော်အဲသဘောတူညီခဲ့ကြတယ်ပေါ့အဲအဲ့လိုချင်းတွဲရမှာကျွန်တော်တို့ကတစ်စေကိုအာဦးစားပေးပြီးတော့တုံးခဲ့ကြတယ်ပေါ့ဗျာအာဘာလီစေကိုအငယ်ဆုံး၄ချင်း unit ဖြစ်အသုံးပြုခဲ့ကြပါတယ်ဘာလီစေပေါင်း9000ဟာအဲတပေါင်နဲ့ညီမျှတယ်လို့အဲတတ်မှတ်ခဲ့ကြပါတယ်တကယ်တော့ဒါဟာ အကြံမြင်သဘောဖြစ်တယ်ပေါ့ဗျာအဲ့အချိန်ကမှပဲအရှိတိုင်းပလဲရောင်းဝယ်သူတွေရဲ့တွေ့ရှိချက်ကအင်မတန်ထူးခြားပါတယ်။အာဘာဖြစ်လို့လဲဆိုရင်မြေထဲပင်လယ်ဒေသနဲ့အရှေ့ပြားဒေသတွေမှာတွေ့ရတဲ့ locust လို့ခေါ်တဲ့အပင်တစ်မျိုးရဲ့အစိတ်တွေဟာတစ်စိနဲ့တစ်စိအာတူညီနေတာကိုတွေ့ရပါတယ်ပေါ့နော်။ပလဲကိုချိန်တွေ့ရမှာကျွန်တော်တို့အဲ့ဒီအစိတ်ကလေးကို unit ဖြစ်တုံပြူခဲ့ကြတယ်ပေါ့ဗျာဒီပင်ကိုကျွန်တော်တို့က grip ဘာသာနဲ့ creation လို့ခေါ်တယ်ပေါ့နော်အလေးချိန်ကိုတော့ c r e d အာ correct လို့ ခေါ်တယ်ပေါ့ဗျာအာ CAIT ကရက်ကိုစိန်နဲ့ကြောက်တို့ချင်းတွေရမှာကျွန်တော်တို့ unit ဖြစ်သုံးတယ်ပေါ့နော်အာအလေးချိန်ကိုဖော်ပြရမှာသုံးတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က KARAT အာကာရက်ဆိုတာကရောဘာလဲပေါ့အာ KIT ကာရက်ဆိုတာကတော့ကျွန်တော်တို့တအောင်စားရှိတဲ့ရွှေပြားမှာ အာရွှေတွေကြီးပဲတောင်စာလုံးကရွှေတွေကြီးပဲဘာရောတော့မှမပါဘာတတုဘာအရောတော့မှမပါပဲနဲ့အာတောင်စာလုံးကရွှေစင် ရွှေသားတွေကြီးပဲရှိနေတာမျိုးကိုကျွန်တော်တို့က 24K လို့ခေါ်တယ်ပေါ့နော်24အဲကာရက်ရှိရွှေဒါမှမဟုတ်ရင် 24K လို့ခေါ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့က CARAT credit ဆိုတာအလေးချိန်အာ unit ကိုပြောတာဖြစ်ပြီးတော့ KARAT credit ဆိုတာတန့်စင်မှုအာ purity ကိုပြောတာဖြစ်တယ်ပေါ့နော် Okay, I'll let like do well.